မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 19ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဗမာမျိုးလုံခြုံရေးအတွက်အရေးပါတယ် ်ဘမောင်နဲ့မိုးမောင်မျိုးဂျားမာရှိတဲ့ချင်းမြတရဲခမရ43ခွန်ဌာနချုပ်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့ကဒီကနေ့မှထိန်းချုပ်စိုးမိုးနိုင်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘုံမူကြီးနော်ဘူးကခမရ43ခွန်မှာတာဝန်ယူနေတဲ့စက္ကခမှုတွေကတော့ထွက်ပြေးကုန်တယ်လို့သတင်းတွေရပါတယ်။တော်တော်များများကိုတိမ့်နိုင်တဲ့ဘက်မှာတော့များနေပါတယ်။ရှင်းလင်းရေးလုပ်ပြီးတဲ့အနေအထားတော့မရသေးပါဘူးလို့ပြောဆိုထားပါတယ်။ခမရ43ခွန်တရဲဌာနချုပ်မှာဗမောအခြေစိုက်အမှတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ် စကခ21ကဒုစကခမူဥဆောင်ကိုကဲကဲရာကနေထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိထားတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။ခမာရ43ခုတိုက်ရင်အား KIA ပူးပေါင်းတပ်ဖွဲ့များကဇူလိုင်နောက်ဆုံးပတ်ကစတင်ပြီးတော့တကြောပြန်ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ KIA အနေနဲ့ခမာရ43ခုကိုအပိသက်သိမ့်ပိုက်ပြီးပါကဗမော်မျိုးကိုအနီးကပ်ချင်းချောက်နိုင်ပြီဖြစ်တဲ့အတွက်ကြောင့်စစ်ကောင်စီအတွက်ဗမော်မျိုးလုံခြုံရေးဟာစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်တယ်လို့စီးရင်လေးလာသူများကပြောဆိုထားပါတယ်။ကချင်ညူးစ်ဂရုပသတင်းဌာနရဲ့ဖော်ပြချက်များအရာ တိုက်ပွဲပြင်းထန်နေတဲ့ခမရ၄၃ခွန်တိုက်ရင်ကိုစစ်ကူလာတဲ့တင်ကားတစည်းပါတဲ့ရင်တန်းကိုဘဝမျိုးအထွတ်၆မိုင်နဲ့9မိုင်အနည်းမှာ KI ပူပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ချိန်မုံနိုင်ခဲ့ကြောင်းလည်းပြောဆိုထားပါရယ်တင်ကားပါတဲ့စစ်ကူရင်တန်းကိုကြားဖြတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့တိကျတဲ့မြေပြင်သတင်းအချက်အလက်များမရရှိသေးတော့လဲသတင်းဟာမှန်ကန်နိုင်တယ်လို့ဘုံမူကြီးနော်ဘူးကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းအုပ်ဖုံမြို့နယ်နှောကုံအုပ်စုအုပ်ချုပ်ရေးမှုအောင်ဝင်းကိုပြတ်ခတ်တိုက်ခိုက်ရာတိုက်ဆုံခဲ့ပြီးတော့လက်ပြဘုံနဲ့ကြည်လွဲအဆောင်တို့ကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ19ရက်နေ့မနက်6:28မိနစ်ခန့်မှာနှောကုံအုပ်စုအုပ်ချုပ်ရေးမှုအောင်ဝင်းကို၎င်းနေထိုင်တဲ့ အုံမင်စုကြေးပါလမ်းဘေးမှာတာရီခိုင်တရဲ့33ညနဲ့တက်ခွဲလေးမြေအောင်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့ကရဲဘော်များကပြစ်ခတ်တိုက်ခိုက်ရာတနက်ချီစံ3ချက်ထိမှန်ပြီးတော့တေးဆုံးသွားတယ်လို့သိရပါဗါတယ်တေးဆုံးသွားတဲ့အုပ်ချုပ်ရင်းမှုအောင်ဝင်းထံကနေပြီးတော့လက်ပြဘုံတစ်လုံးကြည်လွဲအဆောင်တစ်ခုမှတ်ပုံတစ်ခုစစ်မှုထမ်းထောက်ပံ့ငွေကောက်ခံတဲ့စရဲစာအုပ်များကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗါတယ်အုပ်ချုပ်ရင်းမှုအောင်ဝင်းဟာစစ်ကောင်စီတောက်တိုင်အမာခံတအုပ်ဖြစ်ပြီးတော့တော်လိုင်းတက်ဖွဲ့များသွာလာနေတဲ့လမ်းဆိုပြီးတော့ပြည်သူများအုံပြုတ်နေတဲ့ကြေးရွာချင်းဆက်လမ်းများကိုအကြမ်းဖက်စစ်ကောင်စီတက်ဖွဲ့အား ဘူလိုဇာနဲ့ဖြက်စီးခိုင်းခြင်းတော်လိုက်တပ်ဖွဲ့များနဲ့ PDF ရဲဘော်များရဲ့တရင်အချက်လက်များကိုအကြမ်းဖက်စစ်တပ်ထံကိုထောက်လန်းတရင်ပေးဖို့ခြင်းစစ်တပ်အလို့ကြပြည်သူများကိုအတင်းအကျပ်ချင်းချောက်ပြီးတော့စစ်မှုထမ်းရလူစုပေးခြင်းနဲ့ငွေကြေးကောက်ခံခြင်းဒေသခံပြည်သူများကိုအကြမ်းဖက်စစ်တပ်ကထုတ်ပေးထားတဲ့လက်ပစ်ဘုံကိုပြပြီးတော့လက်နက်အားကိုနဲ့ဖိနှိပ်ဒုက္ခပေးနေတဲ့အတွက်ကြောင့်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းတာယာဝရီခဲတရင်383ညနဲ့တပ်ခွဲလေးမြေအောက်ကြောက်ကြတပ်ဖွဲ့အုပ်ဖို့ကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ အခက်ခဲတွေကြားတဲ့ကနေပြီးတော့နေ့စဉ်တင်ဆက်ပေးနေတဲ့ Revolut Burma News Channel ကို like နဲ့ subscribe လုပ်ပေးခြင်းအပြင်တော်လိုင်းရေးကိုကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအခုလိုမျိုး like and subscribe လုပ်ပေးခြင်းဟာမြေပြင်ကရဲဘော်များနဲ့စစ်ပေးရှောင်ပြည်သူများကိုတစ်ဖက်တစ်လမ်းကနေပြီးတော့လှူဒန်းပေးနေခြင်းဖြစ်တဲ့အတွက် like and subscribe လုပ်ပေးကြသူတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်ပြူစောတိတွေကြီးစိုးတောင်းကျနေတဲ့ကန်နီပြူစောတိရွာမှာ ငွေဆက်ကူကိုမိတ်တူကူပြီးတော့အတုပြုလို့တုံးဆွဲနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြိုင်နယ်ကနေရွာမှာတထောင်ကျက်တန်9000ကျက်တန်နဲ့တထောင်ကျက်တန်3မျိုးကိုမိတူကူးကအတုပြုလို့သုံးဆွဲနေတာဖြစ်ပြီးတော့ငွေဆက်ကူတွေကိုအဲ့ဒီရွာရဲ့ပြူစောတိခေါင်းဆောင်ကထုတ်လုပ်နေခြင်းဖြစ်ကငွေဆက်ကူအတုတွေအပေါ်မှာသူ့နာမည်ကိုဒစိမ့်တုံးထုတ်ပေးထားတယ်လို့ဆိုပါတယ်။ဩဂတ်လ18ရက်နေ့ကကနေရွာပြူစောတိစခန်းကနေထွက်ပြေးလွမြောက်လာတဲ့ပြည်သူတအုပ်စီကနေပြီးတော့တထောင်ကျက်တန်ငွေဆက်ကူအတုတရက်ကိုတပ်တွေအဖြစ်နဲ့တိုက်စီရမိခဲ့တယ်လို့ဒေသခံတော်လိုင်းတပ်ဖွဲ့ကတာဝန်ရှိသူတွေကပြောပြထားပါတယ်။ လွန်ခဲ့တဲ့၄လလောက်ကပြူစောတိခေါင်းဆောင်ကိုကျော်စန်းဝင်းကပြူစောတိတွေကိုအစည်းအဝေးခေါ်တယ်တဲ့သူပတ်ဆံထုတ်မဲ့အကြောင်းနဲ့တကယ်လို့စိုင်းနေပါဒီမှာဈေးဝယ်မယ်ဆိုရင်လေဒီပတ်ဆံနဲ့လာဝယ်မယ်ဆိုရင်လက်ခံပေးဖို့ပေါ့ဆိုင်ကတော့သူ့အိမ်ကဆိုင်နဲ့သူ့အမျိုးတွေဖွင့်ထားတဲ့ဆိုင်နှစ်ဆိုင်ပဲရှိတာပတ်ဆံကထုတ်တာ1000နဲ့ရဲ့9000နဲ့ရဲ့1000နဲ့ရဲ့ထုတ်တာတဲ့အခုထွက်လာတဲ့သူစီမှာ1000နဲ့တွေ့ရပဲပါလာတယ်လို့ဒေသခံကာကွယ်တပ်ဖွဲ့ဝင်တဦးကပြောပြထားပါတယ် အဲ့ဒီမိတူငွေစာရွက်အတုတွေကိုကြေးပါထဲမှာရှိတဲ့လောင်းကစားဝိုင်းတွေမှာအများဆုံးအသုံးပြုပြီးတော့ကြေးပါထဲမှာရှိတဲ့ဈေးဆိုင်တွေမှာလည်းဝယ်ယူအသုံးပြုနေကြတယ်လို့ဆိုပါတယ် ကန်နီကျေးရွာဟာအင်ဂျီထောင်ချီရှိတဲ့ရွာကြီးတစ်ခုဖြစ်ပြီးတော့ကန်နီရွာပြူစောတိစခန်းမှာစစ်ကောင်စီအုပ်စုနဲ့ပြူစောတိအင်အား80ခန့်အထိုင်ချတပ်ဆွဲထားတယ်လို့ဆိုပါရယ်စစ်ကောင်စီအုပ်စုဟာမကွေးတိုင်းကတခြားသောပြူစောတိရွာတွေလိုပဲကန်နီရွာကဒေသခံတွေကိုလည်းပြူစောတိအဖြစ်နဲ့လက်သက်မွေးကလက်နက်တွေထုတ်ပေးထားတယ်လို့သိရပါရယ်ကန်နီရွာဒေသခံတွေကမှစစ်အုပ်စုကိုထောက်ခံတဲ့သူတွေကကျေးရွာအတွင်းမှာဆက်လက်နေထိုင်ကြပြီးတော့လူဦးရေ300နီးပါးကတော့ဒေသခံတော်လှန်ရေးတပ်တွေစီကိုဆက်သွယ်ပြီးတော့ခိုးလုံလာတယ်လို့ဒေသခံတော်လှန်ရေးတပ်က တာဝန်ရှိသူတို့ကပြောကြားထားပါတယ်လက်ရှိမှာတော်လိုင်းတပ်တွေကလည်းကဏီရွာပြူစောတိစခန်းဘက်ကိုရိတ်ခါပို့တဲ့လမ်းကြောင်းတွေကိုပိတ်ဆို့ဖြတ်တောက်ထားတာကြောင့်စစ်ကောင်စီအုပ်စုနဲ့ပြူစောတိတွေရိတ်ခါပြက်လက်ကငတ်ပြက်နေကြတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆလာပီတဲဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဒီဘေးရင်မျိုးနယ်အနီးနားမှာရှိတဲ့ကျေးရွာ20ကျော်ကပြည်သူ2000ကျော်ဟာစစ်ဘေးတိမ်းရှောင်နေရပြီးတော့စေဝါနဲ့စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ15ရက်နေ့ကနေပြီးတော့19ရက်နေ့အထိဒီဘေးရင်မျိုးနယ်အနီးနားမှာရှိတဲ့ကျေးရွာ20ကျော်ကပြည်သူ2000ကျော်ဟာစစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ပြီးတော့လက်ရှိအချိန်မှာ စစ်ဘေးရှောင်ပြည်သူများကိုဒီဘေးရဲမြို့နယ်ပအဖကစားနပ်ရိက္ခာတချို့ကိုထောက်ပံ့ထားပြီးတော့လုံလောက်မှုမရှိဘူးလို့သိရပါတယ်စစ်ဘေးရှောင်ဥယျာဉ်ကတော့2000လောက်ရှိမယ်စားနပ်ရိက္ခာနဲ့ဆေးဝါးကတော့လုံလောက်မှုပဲရှိပါမလဲကုံစင်းတော့ကလည်းအရန်ကိုကြီးနေတာပြီးတော့ကုံစင်းကလည်းရှားနေတာဆိုတော့စစ်ရှောင်လက်ခံထားတဲ့ခြေရာတွေကလည်းဖြစ်နိုင်တယ်များတော့အဆင်ပြေအောင်စူးစမ်းပြီးတော့ထောက်ပံ့နေသလိုဒီဘေးရဲမြို့နယ်ကစစ်ဘေးရှောင်ကုညီရေးအဖွဲ့တွေကလည်း ဝိုင်းဝန်းကိုကြီးထောက်ပံ့ပေးနေကြပါတယ်ဒီပဲရဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့လည်းအတက်နိုင်ဆုံးလှည့်လည်ထောက်ပံ့ဖြည့်ဆည်းပေးနေပါတယ်လို့ဒီပဲရဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အခုချိန်မှာဒီပဲရဲမြို့နယ်အနီးတဝိုက်မှာရှိတဲ့တပြေသာဝဘမဲတီ အောင်ချမ်းသာရင်းတွေညောင်ကြီးကုန်းအစရှိတဲ့ကျေးရွာ20ကျော်ကပြည်သူ2000ကျော်ဟာစစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်တယ်လို့သိရပါဗျ။ဒီပရင်မြို့ကိုတော်လိုင်းတပ်ဖွဲ့များကဩဂတ်လ17ရက်နေ့မနက်အစောပိုင်းမှာအပိတက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကလေးချောင်းကနေတိုက်ခိုက်မှုအလွန်အကျွံပြန်လည်ပြုလုပ်ကာမြေပြင်ကနေစစ်ကြောင်းထိုးလာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့များပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ကိုကက် MNDAA ကတိုက်ခိုက်သိမ်းပိုက်ထားတဲ့ရှမ်းပြည်နယ်အထုဒေသတက်မှာနိုင်ငံတကာအစ်မေကြီးမာရေးစနစ်ကို CDM ကြီးမာရေးဝန်ထမ်း900ဝန်းကျင်နဲ့စတင်အကောင့်ထဲဖွင့်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်1027ပထမလှိုင်း PC ချိန်ကလေးကအထုဒေသတက်မှာကြီးမာရေးဌာနဖွင့်လှစ်လိုက်ပြီးတော့ CDM များအပါအဝင်ကြီးမာရေးဝန်ထမ်းပေါင်း900ဝန်းကျင်နဲ့စတင်လက်ပတ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ကုသရေးလုပ်ငန်းများကိုစတင်အကောင့်ထဲဖွင့်အရှိန်ဟုန်မြင့်တင်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်အထုဒေသတက်ရဲ့ကြီးမာရေးဌာနကို102 227 operation နောက်ပိုင်း2024ခုနှစ်ဇန်နဝါရီလမှာအကောင့်ထည့်ဖော်ခဲ့ပါတယ်။ကျမ်းမာရေးဝန်ထမ်းပေါင်း900ခန်းနဲ့ကျွန်တော်တို့လဲပတ်နေပါတယ်။ကုသရေးလုပ်ငန်းတွေကိုလည်းအရှိန်အဟုန်နဲ့ဆောင်ရွက်နေပြီးတော့ CDM ဝန်ထမ်းအများစုနဲ့လဲပတ်နေတာပေါ့။အထူးဒေတာတက်ကျမ်းမာရေးဌာနကိုရည်ရွယ်ချက်3ချက်နဲ့အကောင့်ထည့်ဖော်နေပါတယ်။နံပါတ်၁ကတော့အထုဒေတာတဲ့အတွင်းမှာတိုင်းရင်းသားအလုံးလူမျိုးဘာသာမရွေးဒန်းတူညီမျှကျမ်းမာရေးစောင့်ရှောက်မှုရရှိစေရန် အဖက်ဘက်ကယိုယွင်းနေတဲ့ကျမကြီးစနစ်အဆင့်မြင့်တင်ရန်နဲ့နိုင်ငံတကာအဆင့်မီကျမကြီးစနစ်ကိုတိဆောက်ရန်ဖြစ်ပါတယ်ကျွန်တော်တို့လိုကျမကြီး CDM ဝန်ထမ်းအားလုံးအလောက်ကန်အခွင့်လန်းရရှိစေရေးအတွက်ဖြစ်ပါတယ်လို့ CDM ဆရာဝန်ဒေါက်တာဘတ်တာကပြောဆိုခဲ့ပါတယ်လက်ရှိ MNDA ကသိမ့်ပိုက်ထားတဲ့လာရှိုးမြို့နယ်မှာပြည်သူစေယုံကြီးကိုဩဂတ်လ17ရက်နေ့မှာစတင်ဖွင့်လှစ်လိုက်ပြီးတော့လူမျိုးဘာသာမရေးကုသပေးလျက်ရှိတယ်လို့သိရပါတယ်တရက်ထဲမှာပဲလူနာများလာရောက်ပြသမှု168ဦးရှိပြီးတော့အတွင်းလူနာ38ဦးရှိနေပြီဖြစ်တယ်လို့သိရပါတယ်လာရှိုးမြို့မှာ နိုင်ငံတကာအဆင့်မီကျန်းမာရေးစက်ပစ္စည်းများကိုလည်း တက်ဆင်သွားရန်ရှိတယ်လို့သိရပါတယ်။လာရှုပ်ပြည်သူစေယုံကြီးကိုဩဂတ်စ17ရက်နေ့ကနေစတင်ပြီးတော့ပြန်လည်လည်ပတ်နေပါပြီ။လူနာတွေကလည်းတရက်ထက်တရက်ပို့ပို့ပြီးတော့များပြားလာပါတယ်။ကျမရေးစောင့်ရှောက်မှုလိုအပ်နေတဲ့လူမျိုးဘာသာမရွေးကိုကူတာမှုခံယူနိုင်ပါတယ်။လက်ရှိတက်ရောက်ကူတာမှုမှာတော့မနေ့ကတရက်ထဲမှာတည်း OPD လူနာက168ဦးရှိပြီးတော့အတွင်းလူနာက38ဦးရှိနေပါပြီ။ဒါအပြင်တိုက်ပွဲတွေမှာဒဏ်ရာရထားတဲ့စစ်တုံးပန်းတချို့ကိုလည်းကူတာမှုတွေပေးနေပါတယ်။လာရှုပ်ပြည်သူစေယုံကြီးကိုခင်မိစေဝါတွေနဲ့ခင်မိစက်ကရီယာတွေ ဖြည့်ဆွက်ပြီးတော့နိုင်ငံတကာအဆင့်မီဆေးရုံကြီးဖြစ်အောင်လို့တိစောက်သွားပါမယ်လို့အထုဒေတာတက်ကဒေါက်တာဘတ်တက်ကပြောဆိုထားပါတယ် MNDA ကလာရှုံမျိုးအပါဝင်စစ်ကောင်စီရဲ့အရှိမောက်တိုင်းစစ်ဌာနချုပ်ကိုဩဂတ်လ3ရက်နေ့မှာတရားဝင်သိမ်းပိုက်ရရှိထားတယ်လို့တရားဝင်ထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ you